ညီကိုနှစ်ကောင်သားဘေးချင်းရှင်လဲနေကြတဲ့အချိန်မှာနယ်ရီတိုကတော့သူ့ရဲ့နောက်ဆုံးအချိန်ကိုရောက်ဖို့အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ခူရာမနဲ့နယ်ရီတိုနှစ်ယောက်လုံးကသူတို့ဆုံးဖြတ်ထားခဲ့တဲ့အရာကိုလက်ခံဖို့အသင့်ပြင်ထားပြီးဖြစ်တဲ့အတွက်ဘာမှနောင်နာရစရာမရှိတော့ပေမဲ့ဟီနာတာနဲ့ဟီမာဝါရီကိုနှုတ်မဆက်လိုက်ရတဲ့အကြောင်းတော့စိတ်မကောင်းဖြစ်မိတဲ့အကြောင်းနယ်ရီတိုကဖျက်ပြလိုက်ပါတယ်။ဘိုတိုနဲ့ခါဝါကီကတော့တကယ်ညီကိုတွေလိုတယောက်နဲ့တယောက်တွန်းအားပေးအရွယ်ကြောင်းနေကြပြီဖြစ်လို့စိတ်ပူစရာမရှိတဲ့အကြောင်းနယ်ရီတိုကပြက်ပြက်လိုက်တာကြောင့်ခူရာမကလည်းနယ်ရီတိုနဲ့စာစကဲလိုလာလို့ပြန်မိလိုက်ပါတယ်။ စာစကဲမကအီတာချီလိုအရန်ကောင်းတဲ့အကူတယောက်ရှိနေသေးတဲ့အတွက်ဟဲသူကလည်းအရင်ကတော့အားကြပေမဲ့သူနဲ့မွေးကင်းစာတွေကမြက်အတူရှိနေခဲ့တဲ့ခူရာမကညီကိုတယောက်ဆိုတာထက်တော့ပိုသေးရဲ့အကြောင်းပြောပြလိုက်ပါရဲ့။ဟဲသူပြောသလိုပဲခူရာမကသပင်အဝါနဲ့ကောင်းနေတရင်ရဲ့ကြီးပြင်းလာတာကိုတဘဝလုံးမြင်နေခဲ့ရတာဖြစ်ပြီးသူ့မှာကအမုန်းတရားတွေဒေါသတွေနဲ့ပဲပြင်းထန်နေခဲ့တာကြောင့်ဟဲသူစိတ်တူတာနဲ့အဲ့ဒီအရာတွေကလည်းပေါ်ထွက်လာခဲ့တဲ့အတွက်အဲ့ဒီကောင်းလေးကိုလူတိုင်းကကြောက်ရွံ့စေခဲ့တာဖြစ်တဲ့အကြောင်းခူရာမကပြန်ပြောပြနေခဲ့ပါရဲ့။ဒါပေမဲ့လည်းဟဲသူကတော့သူ့ကိုခူရာမကကယ်ပေးခဲ့တဲ့အချိန်တွေနဲ့အများကြီးရှိရဲ့အကြောင်းနဲ့ ခရမနာမကူညီတေချာပေါက်ရှုံးနေတဲ့တိုက်ပွဲတွေနဲ့ခဏခဏရှိခဲ့တဲ့အကြောင်းဝန်ခံလိုက်ပါတယ် လူသားတွေကသေးပြီးဆိုရင်စွမ်းအားကိုပဲစိတ်ဝင်စားကြတဲ့အတွက်ကိုမီရှင်မီခုနမီအစားရှိတဲ့ပြင်ခေါ်ပေါ်ခဲ့ကြပြီမဲ့ညာရီတို့ကတော့မတူပဲသူတို့အားလုံးကိုနာမည်တက်ပြီးခေါ်တဲ့အူရဲတော်သူဖြစ်တဲ့အကြောင်းပြောရင်ကိုမီမိစာကြီးရဲ့နာမည်ကခူရာမဆိုတာကိုနေရီတို့စသတိခဲ့တဲ့နေ့အကြောင်းပြန်အောင်မြင်နေကြတာဖြစ်ပါတယ်အဲ့လိုနဲ့ပဲသူတို့ညီကိုနှစ်ယောက်ရဲဘော်နှစ်ယောက်ကအဆူဆူကြီးဆိုတဲ့ကောင်းလေးတော်ဖြုံလောက်အောင်အတူတူတိုက်ပွဲဝင်နေကြတာဖြစ်ပြီးအခုလိုနောက်ဆုံးအချိန်ကိုလည်းရောက်လာခဲ့ပြီဖြစ်လို့ခူရာမကအရင်ဆုံးလက်ကိုဆန့်တန်းလိုက်ပါတယ်ပြီးရင်တော့နေရီတို့နဲ့အတူရှိခဲ့တဲ့အချိန်တိုင်းပျော်ရွှင်ခဲ့ရပြီမဲ့ဒီနေ့တော့အတူတူတေကွင်းရတော့မှာမဟုတ်ပဲသူကဘယ်ရီယံမုတ်ကိုတောင်းရင်အသက်နဲ့ဂျင်းရ မယ်လို့ပြောခဲ့တာမှတ်မိမယ်။နေရွတွေးအသက်လို့တော့ तू မပြောခဲ့တဲ့အကြောင်းရှင်းပြလိုက်ပါရစေ။အဲအကြောင်း तू ကလိန်ခဲ့တာမဟုတ်ပဲငပိန်းကွာတေချာနားမထောင်ခဲ့တာဒါဖြစ်တဲ့အကြောင်းပြောလိုက်ပြီ။ तू ဒါအစတည်းကအမှန်တိုင်းပြောလိုက်မယ်ဆိုရင်လေတေချာပေါ့နေရွတွေးကညင်းမယ်ဆိုတာနေရွတွေးရဲ့အကြောင်းလူတိုင်းကျပိုတီးရဲ့ခူရာမကချိန်မိနေခဲ့တာဖြစ်ပါရစေ။ဂျင်ချူရီဂီတွေက TV စနုပ်ယူခံရရင်တစ်ဆုံးတတ်တယ်ဆိုပေမဲ့ဒါကတော့အဲ့ဒါနဲ့မတူလို့ပူမီဆွာတက်ွက်ယုံလောက်ပဲရှိမှဖြစ်တဲ့အတွက်ခူရာမကနေရွတွေးကိုနှုတ်ဆက်စကားစပြောလိုက်ပါရစေ။ အချိန်ကြမှာနယ်ရီကလည်းသူ့ကိုခရမားကညာပြောခဲ့တယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပြီမြဲကိုမီမိစာကြီးကတော့သူ့ကိုအဲ့လိုဆိတ်ရှုပ်ဖို့ကောင်းတဲ့အချိန်နဲ့မကြည့်ဖို့သတိပေးလိုက်ရင်သူ့သွားရတော့မယ့်အချိန်ကလည်းညီကက်လာပြီဖြစ်လို့အဆက်ဆက်အရာရာဂယူးဆိုင်ဖို့ကျမ်းမာအောင်လို့မှာခဲ့လိုက်ပါတယ်သူနဲ့အတူမရှိတော့တာကြောင့်နယ်ရီတို့မှအချိန်ကလို့စွမ်းအားတွေရှိမှမဟုတ်တော့ပဲအရင်လိုတဆူတို့ဆက်ဆံခေါင်းမတုံးမဲ့တက်ခိုက်မယ်ဆိုရင်သူ့နောက်လိုက်လာရလိမ့်မယ်လို့လည်းသတိပေးသွားခဲ့ပါတယ်နယ်ရီတို့ကတော့သူ့ရဲ့အရင်းအဆုံးမိတ်ဆွေတယောက်ညီကိုတယောက်မိသားစုဝင်တယောက်လို့ဖြစ်နေတဲ့ခူရာမားကိုဖမသွားပါနဲ့လို့ကလေးတယောက်လို့အော်ဟစ်ပြီးတားနေခဲ့ပြီမြဲကြမ်းတမ်းလာတဲ့ကိုမီမိစာကြီးခူရာမားကတော့တပြေးပြေးမှုန်ဝ 我点未大被撇呆。